ဋိဒိပဋ္ဌာန်းတွေမဟာသမယတုတ်တွေတန်ဖို့တွေတို့အမြဲတမ်းရှိလို့ရှိရင်ဘာကြောင့်ရှိပါတာလဲဆိုသင်္သမိပါသလားအဲ့ဒါကိုဥဒင်ဗုဒ္ဓသာပြေရှိတော်ရယ်သိပညာအုံနောက်ဗိဒါရှိတော်ရယ်နှစ်ခုရောပြီးတော့ရှင်းပြပေးခြင်းပါတယ်နော်ဥဒင်တို့ကပုံမှန်အလုပ်တစ်ခုကိုအမြဲတမ်းလုပ်မယ်ဆိုလို့ရှိရင် အုံနောက်မှာရှိတဲ့ hypothalamus ကနေပြီးတော့ပတိုက်လို့ခေါ်တဲ့ amino acid တွေထုတ်ပေးပါတယ်။အဲ့ဒီ acid တွေကိုဦးဇင်းတို့ကဟိုတွေးလေပတ်မှုနဲ့တစ်ထင်ကျန်တဲ့ဆဲတွေကိုပြန့်အောင်ပြန့်ပေးတယ်။ပြီးတော့အဲ့ဒီဆဲပင်းနားမှာရှိတဲ့လက်ခံနဲ့ဌာနတော့ရှိတယ်။အဲ့ဒီဌာနကနေပြီးတော့ဦးဇင်းတို့အဲ့ဆဲကပြန့်တဲ့အရာကိုဦးဇင်းတို့လက်ခံပြီးတော့အကုန်ပြန့်သွားအောင် ပြန်တဲ့ခါမှာဦးဇင်းတော်ကအဲ့ဒီဆဲမှာရှိတဲ့ဟာတွေတောင်းတတယ်အဲ့ဒါကိုထက်လို့ထက်လာဖို့သူကတောင်းတတယ်တုတ်ပြန်တယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတော်ကကောင်းတဲ့ရောက်ကိုလုပ်မှဆိုရှင်ကောင်းတဲ့ခံစားချက်တွေကထက်လို့လာရောမကောင်းတဲ့ကိုလုပ်မှဆိုရှင်မကောင်းတဲ့စိတ်ကြတဲ့ရတွေကထက်လာကောအဲ့လိုအဲ့ဒါကြောင့်ဦးဇင်းတော်ကအများရန်သိဆိုးနေမှာဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ကကြံဖန်ကြီးသိဆိုးနေတော့အဲ့ဒါပဲ ခါကမှရှိတဲ့တဲတွေကအဲ့ဒီတိတ်တမှုဒေါသကို तू ကပြန်တောင်းတနေလို့အဲ့ဒီကမှဦးဇင်းတော်ကပြင်မရရကိုပြန်လိုက်လိုက်ရှာတာပေါ့လက်မဲတာပေါ့အဲ့ဒီပေါ်ပဲဦးဇင်းတော်ကကောင်းတဲ့အရာလုပ်မယ်ဆိုလို့ရှိရင်ကောင်းတဲ့အတွေးခေါ်တွေကိုအဲ့ဒီတဲတွေကတောင်းတမှာပဲအဲ့ဒါကြောင့်ဦးဇင်းတော်ကဘာလို့ရင်ကောင်းမလဲပရိယုမလားပထမယုမလားကုသကောင်းမလို့မလားမေတ္တာပို့မလားမြန်လို့ဖြစ်ကော် အဲ့ဒီကမှဦးဇင်းတို့ကကောင်းတဲ့ခန္ဓာချက်တွေကဒီခန္ဓာကိုယ်တစ်ခုလုံးပြန့်နေတဲ့အခါကျတော့ကောင်းတာတွေပေါ်လို့ဖြစ်တယ်အဲ့ဒီကောင်းတာတွေပေါ်လို့ဖြစ်လို့ဦးဇင်းတို့ကကောင်းတာတွေဖြစ်လာတယ်နော်ဒါအောင်နောက်ပြတကသွားလေ့လာတာပေါ့ဦးဇင်းတို့ဗုဒ္ဓဆရာပြီးရှင်းတော့ဆိုလို့ရှိရင်ဦးဇင်းတို့ဖရာဟောတွေကဟိုနတ်တွေပြန်မလေးကြိုက်တယ်ပေါ့ဦးဇင်းတို့အခု လောကမှာရှိတဲ့ကဖျားခုနှစ်သူလက်ထက်ကတပည့်တွေရှိသေးတယ်။နတ်တွေပြောင်းရှိသေးတယ်။ဦးဇင်းတော်ကအဲ့ဒီခါမှာဖျားတရားတွေကိုရုပ်ဖက်ပူဇော်လို့ဆိုရင်သူတို့ကကြားတဲ့အခါမှာလာနာကြတယ်။လာနာတဲ့အခါမှာသူတို့ရဲ့သွန်းရင်တွေကဦးဇင်းတို့ကြီးကူးတက်ပြီးတယ်။မတိမတားလေးကြီးကူးတက်တယ်။ဦးဇင်းတို့ဘင်းကကိုလူသွေးလာမယ်ဆိုလို့ရှိရင်ဦးဇင်းစိတ်တွေကမချမ်းသာတော့ဘူး။အဲ့ဒါသွန်းရင်ကူးတက်မှုပဲ။တက်ကူးတက်မှုပဲ။ဦးဇင်းတို့ပုံဝင်ချင်းမှာကောင်းတဲ့ပုံကိုရှိမယ်ဆိုလို့ရှိရင်ကောင်းတဲ့တက်တွေကူးတယ်။ ကောင်းတဲ့သွိုင်းတွေကူးတယ်အဲ့ဒါကြောင့်ဦးဇင်းကကောင်းတဲ့သွိုင်းတွေရတယ်ရတဲ့ခါမှာအလလုတ်ကတော့ပို့ပြီးတော့အသင်ပြည်တယ်နော်အဲ့ဒါကြောင့်ဦးဇင်းတို့ကပလေးတွေပထမ်းတွေမဟာသမ ्या တွေမေတ္တာတုပ်တွေပို့မယ်ရထိုင်မလို့ရှိရင်ကြီးွားတော့အဲ့ဒါကိုပြောတာသိတ်တွေပို့တည်ငင်းတယ်သိတ်တည်ငင်းတဲ့ခါမှာလေလုတ်ကတော့အသင်ပြည်လာတယ်အဲ့ဒါကြောင့်ကြီးွားချင်တယ်သူတို့ရှိရင်ကောင်းမှုများများလုပ်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကောင်းတဲ့တက်တွေစိတ်ဝင်လာအောင် ကောင်းတဲ့ပုံကူတွေဘေးနားမှာထားပါကောင်းတဲ့အသွေးခေါ်တွေပေးပါအသွေးပြောင်းလို့ရှိရင်ဘဝပြောင်းတယ်အသွေးကောင်းရင်ဘဝကောင်းတယ်အသွေးမကောင်းရင်ဘဝမကောင်းဘူးအဓိကအသွေးပဲအထူးခြားသောကမ္မဋ္ဌာန်းကဘယ်ကမ္မဋ္ဌာန်းဖြစ်မလဲပေါ့ဦးဇင်းဗုဒ္ဓသာပေမှာကမ္မဋ္ဌာန်း40ပေါ့နော်ကမ္မဋ္ဌာန်း40ရှိတယ်အဲ့ဒီကမ္မဋ္ဌာန်း40ထဲမှာအထူးခြားသောကမ္မဋ္ဌာန်းတစ်ခုပါတယ် အတုပ၁၀ပါးလို့ကတိုင်း၁၀ပါးလို့အနုတ္တိ၁၀ပါးလို့အပ္ပမညာ၄ပါးလို့တင်ညာ၁ပါးလို့ဝဝဋ္ဌံ၁ပါးလို့အာရုပ၄ပါးသူပြီးတော့ကမ္မထံ40ရှိတယ်ပေါ့အဲဒီကမ္မထံ40မှာဦးဇင်းတို့ကကမ္မထံ၁ပါးကအယံဟုထူချတာဘာကြောင့်ထူချလဲဖြစ်ရမယ်သူတို့ရှင်ဖျားရှင်ဆိုင်ကအဲဒီကမ္မထံကိုပဲလက်ဆွဲပြီးတော့ဖျားဖြစ်ခဲ့တာ ဲ့ဒီကမ္မထကိုပဲအထုတ်ပြီးမှဖျားဖြစ်ခဲ့တာပေါ့ပြီးရင်တမထကောဝိပဿနာကောဆယ်ဆွန်ရတာပေါ့အဲ့ဒါဘာကမ္မထလဲဆိုတော့အာနာပါနာအာနာပါနာအာနာပါနာဆိုတော့ဝင်လေထွက်လေပေါ့အာနာဆိုတော့ဝင်လေအပါနာဆိုတော့ထွက်လေပေါ့တိုးတော့အဲ့ဒီအာနာပါနာကိုထွက်လေဝင်လေပြောတာရှိတယ်ပေါ့အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်အသေးပဲနှစ်ခုရှိတယ် အနာကိုထွက်လိမ့်လို့ပြောတယ်အပနာကိုဝင်လေးပြောတယ်အဲ့ဒါကဘာကြောင့်ပဲတည်းသူတို့ဦးဇင်းတို့ကမိခင်ရဲ့ဘိုက်ထဲမှာနေတော့ဆိုလို့ရှိရင်မွေးပြီဆိုလို့ရှိရင်လေးကိုထွက်တယ်မိခင်ရဲ့ဝမ်းထဲကတတ်ထွက်လို့ရှိရင်လေးကိုထွက်တယ်အဲ့ဒီနင်းနေယူမယ်ဆိုလို့ရှိရင်အနာကိုထွက်လေအပနာကိုဝင်လေထွက်လေဝင်လေပေါ့ဒါတနည်းနောက်တနည်းကကျတော့အနာကိုကျတော့ဝင်လေအပနာကိုထွက်လေ အဲ့ဒါကဘာကြောင့်လဲသူတို့ကျင်ဦးဇင်းတို့ကတရားစအားထုတ်ပြီးသူတို့ရှင် လေးကိုအယွန်းရှူရတာအဲ့ဒီတရားစအားထုတ်ခြင်းကိုကြည့်ပြီးမှလေးကိုဝင်လေတတ်မှာအဲ့ဒါကြောင့်အာနာကဝင်လေအာပါနာကထွက်လေနဏီနော်အာနာပါနာသူကတမထလည်းရတယ်ဝိပဿနာလည်းရတယ်သူကတမထကကြတော့အဲ့ဒီလေးဟိုလေးဝင်လေထက်ကိုပဲလေးကိုပဲရှိလို့ရှင်တမထ အဲ့ဒီလေအသွားလာကိုပဲကျင့်ရင်တမထဥဒ္ဒနကလေရှူတယ်နာတိဘောထိတယ်လေထုတ်တယ်ထိတယ်အဲ့ထိရလေးကိုတင်းနေရင်ဝိပဿနာဟုတ်ဒီကတမနာအဲ့ဒီအာနာပါဏတမနာကဘာကြောင့်ထူးခြားတယ်လဲဆိုလို့ရှိရင်ဖျားရှင်တိုင်းလက်မလွတ်တဲ့အကြောင်းတစ်ချက်ရဲ့အဲ့ဒီနောက်တမထကိုဝိပဿနာကိုနှစ်ပါးလုံးရတဲ့အကြောင်းတစ်ချက်အဲ့ဒီနှစ်ချက်ကြောင့်အရန်ထူးခြားတာ အာနာပါနာကဥဒင်နဲ့တန်ဃာတော်တွေအမှားလို့လို့ရှိရင်ဥဒင်လူတွေကဝေဖန်လို့ရပါသလားတဲ့ဝေဖန်လို့ရပါတယ်ဥဒင်အမှားလို့မလို့ရှိရင်ဥဒင်ကိုဝေဖန်ပါဥဒင်ဒီလိုမလို့တင်ဘူးရန်တပအနေနဲ့လာပြပါဥဒင်လက်ခံပေးမယ်ပြင်ပြင်ပေးမယ်ငါကဖုံကြီးမင်းတို့ကလူငါ့ကိုသုံးမကြမလို့ဘူးဒါမရှိဘူးနော်ဖျားဟောမှလည်း ယဟန်ကလူကိုတောင်းပန်ရတဲ့အခါနေရှိတယ်။အဲ့ဒါကိုဥဒင်းပြပြမယ်။ယဟန်ကမှားတာလူကမှားတာအဲ့ဒါကိုမေသာပြကအဲ့ဒီယဟန်ကိုလူကိုတောင်းပန်ခိုင်းတာမေသာပြက။ဘာလဲဆိုလို့ရှိရင်နာမည်ကြီးဓမ္မဂရိကလူဓမ္မဂရိကသိတတ်ကြွယ်ပေါ့။သူကအနာဂံအသိရှိတယ်အနာဂံပုဂ္ဂိုလ်ကြီးပေါ့။သူရဲ့နေရက်မှာဟိုကျောင်းထိုင်ဖုန်းကြီးရှိတယ်။တတိမှာပေါ့အဂတဝကရီမဟာတဝကကြွားတဲ့အခါမှာ အဲ့ဒီတကအနာဂံပုဂ္ဂိုလ်ကနေပြီးတော့ပင့်တာတောင်းနေမဟုတ်ဘူးသူကမေးမပြောမိဘူးသို့တော်ကြွလို့ရတယ်အဲ့ဒါကိုတောင်းနေမဟုတ်ဘူးသူကမပညာကောင်းလားဆိုပြီးတော့စိတ်ဆိုးတာပေါ့နောက်နေသူကိုသုံးကလေးလက်မခံအောင်အကြောင်းတော်ဘုန်းကြီးကသုံးကလေးလက်မခံအောင်သုံးကလေးလက်မခံလိုအပ်တာသူလက်မခံအောင်စိတ်ဆိုးတာပေါ့အဲ့ဒီကသူတို့တွေကနည်းနည်းတကားပြောပြီးတော့အဲ့တောင်းနေဘုန်းကြီးက အဲ့ဒီတကာပေါ့အနာဂံပုဂ္ဂိုလ်တိတ္တတိပြေကိုဆဲတာဘလို့ဆဲတယ်လဲသူလို့ရှိရင်တိတ္တတိရဲ့အမျိုးပေါ့အဲ့ဒီအမျိုးကိုဆဲလိုက်တာဆဲတဲ့ခါမှာတကာပြန်ဆုံးမှာအရှင်ပြားကလေယဟန်ဖြစ်ပြီးကျလူတကာပြောတယ်ဆိုပြီးတော့အောက်ကလေးအာနဲ့ပြောလိုက်တာတဲ့လားဟိုကြက်မကြငှက်မကြပေါ့အဲ့တော့နာတာနာပြီးတော့အဲ့ဒီပြဿနာကဖျားစီရောက်ဖျားကယဟန်ကမှားနေတာ ။ငှားတဲ့ခါမှာအဲ့ဒီတကားကိုပြတ်တောင်းမှခိုင်းတာ။အဲ့လိုဖြစ်ရရှိတယ်။နော်။ရဟန်းသူပြီးတော့ငါကရဟန်းသူပြီးတော့လှုပ်ရှင်နိုင်လှုပ်လို့မရ။ငါကရဟန်းသူပြီးတော့လူတွေကိုအနိုင်ကျင့်ရှင်နိုင်ကျင့်လို့မရ။ရဟန်းမှလို့ရှိရင်လူတွေကသုံးမခွင့်ရှိတယ်ဝေဖန်ခွင့်ရှိတယ်ပြောဆိုခွင့်ရှိတယ်